တ်ထရီဆိုလို့ရှိရင်လည်း brand မျိုးစုံရရှိနိုင်မယ်ဒါအပြင်ကကျွန်တော် package ဆိုလို့ရှိရင်လည်း package ပေါင်း40ကျော်တိရှိတယ် package ပေါင်း40ကျော်မှာကို့အိမ်နဲ့တင့်တော်တဲ့ package ကိုရွေးချယ်ပြီးဝယ်ယူနိုင်မယ်ဒါအပြင်ကကျွန်တော်ဒီပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်အသက်တာဆုံးဈေးနှုန်းနဲ့ရရှိနိုင်မယ်အပြင်ကို lucky draw အနေနဲ့ဆိုလို့ရှိရင်လည်းတစ်သိန်းနှစ်သိန်းငါးသိန်းထိရရှိနိုင်မယ် promotion အစီအစဉ်တွေလည်းရှိပါသေးတယ်မင်္ဂလာပါဗျာ နိုင်စံနဲ့ဂျီကနေမှကြီးမှုကျင်းပတဲ့ event လေးတစ်ခုကမြန်မာ plaza ရဲ့ promotion area မှာကျင်းပပြုလုပ်နေလို့သိရတယ်။အဲဒီပွဲထဲမှာဆိုလို့ရှိရင်ကျွန်တော် solar တွေ inverter တွေ battery တွေကိုအိမ်သုံးရုံးသုံးလုပ်ငန်းသုံးထိရရှိနိုင်မှာဖြစ်ပြီးတော့ကျွန်တော် power station တွေ solar inverter battery နဲ့သက်ဆိုင်တဲ့ accessory တွေကိုလည်းပြသထားတာကိုတွေ့ရတယ်။ဒါအပြင်ကို EV ကားတွေထိပြသထားတာဖြစ်တဲ့အတွက်ပွဲလေးနဲ့ချက်ကြည့်အောင်ဗျာ။ okay. တို့ပွဲထဲမှာဆိုလို့ရှိရင် setup လေးတစ်ခုကိုစင်ပြထားတာကိုတွေ့ရတယ်ဒီ setup မှာဆိုလို့ရှိရင်ကျွန်တော်ဒါရဲ့50 kW inverter ရဲ့ကျွန်တော် high voltage red တစ်ခုရဲ့ကိုစင်ပြထားရပေါ့နော်ဒါကဘာလို့စင်ပြထားရလဲဆိုတော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်တော့ဒီ inverter တဲကိုမြန်မာ plaza ရဲ့ grip ကလည်းဒီထဲထည့်ထားမယ်ပြီးလို့ရှိရင်သူ့ရဲ့ bucket system လည်းရှိမယ်ပေါ့နော်ဒီဟာကိုစင်ပြထားခြင်းအကြောင်းရင်းကတော့ကျွန်တော်ဒီပေါ့နော်မြန်မာ plaza ထဲမှာမီးတွေအချိန်ချက်ပြုတ်တဲ့အခါကျလို့ရှိရင်လည်းဒီ event ကြီးကိုတစ်ခါလဲမီးပေးနိုင်အောင်အစင်မပြတ်မီးပေးနိုင်အောင် setup စင်ပြထားရပဲဖြစ်တယ်ပေါ့နော်ကျွန်တော် Nissan Energy ရဲ့ slogan အတိုင်းပေါ့နော်နေရောညပါကို ိုင်းစွမ်းအင်နဲ့လင်းလက်နေမယ်ဆိုတဲ့အတိတ်ပဲနဲ့ဒီ setup ကိုစံပြထားရပဲဖြစ်ပါတယ်ကြာဟိုဘက်မှာ next step လေးရှိရချက်ကြည့်အောင် ကဲဒါလေးကတော့နှိပ်စက်ပြက်ကောင်တာလေးပေါ့နော်နှိပ်စက်ပြက်ကောင်တာမှာဆိုလို့ရှိရင်3.5 kW inverter ကနေမှ12 kW inverter တွေအထိကိုအစုံရရှိနိုင်မှာဖြစ်တဲ့ဘက်တရီဆိုလို့ရှိရင်လည်းကျွန်တော်ဘက်တရီ brand ကမျိုးစုံပဲဟိုမှာ power edge တွေရှိမယ် grow watt တွေရှိမယ် shutter sign တွေရှိမယ် torch တွေရှိမယ် roman တွေရှိမယ်ပေါ့နော်အဲ့တော့ဘက်တရီဆိုလို့ရှိရင်လည်း brand မျိုးစုံရရှိနိုင်မယ်ဒါအပြင်ကကျွန်တော် package ဆိုလို့ရှိရင်လည်း package ပေါင်း60ကျော်တွေရှိတယ် package ပေါင်း60ကျော်မှာကိုယ့်အိမ်နဲ့တင့်တော်တဲ့ package ကိုရွေးချယ်ပြီးဝယ်ယူနိုင်မယ်ဒါအပြင်ကကျွန်တော်ဒီပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်အသက်သာဆုံးဈေးနှုန်းနဲ့ရရှိနိုင်မယ်အပြင်ကို lucky raw အနေနဲ့ဆိုလို့ရှိရင်လည်းတသက် ိတ်၊၃သိန်း၊၅သိန်းထိရရှိနိုင်မဲ့ promotion အစီအစဉ်တွေလည်းရှိပါသေးတယ်။ကဲဒါလေးကတော့ solar tech ရဲ့ကောင်တာလေးပေါ့နော်အဲ solar tech ပါဆိုလို့ရှိရင်ဘာလေးကိုအဓိကထားပြီးပြသထားရလဲဆိုတော့ solar တွေ inverter တွေ battery နဲ့သက်ဆိုင်တဲ့ accessory တွေ breaker တွေကိုအဓိကထားပြီးပြသထားတာကိုတွေ့ရတယ်အဲ accessory ဆိုလို့ရှိရင်ကျွန်တော်ရှင်းလို့ solid state ကအစပြသထားတာဖြစ်ပြီးတော့ breaker ဆိုလို့ရှိရင်လည်းအစုံပြသထားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဘက်မှာနောက်တစ်ခုရှိသေးတယ်တက်ကြည့်ရအောင်ကဲဒီကောင်တာလေးကတော့မြန်မာပြည်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအရှိဆုံး brand တစ်ခုဖြစ်တယ် ရှက်တော့ဆိုင်ကောင်တာလေးပဲဖြစ်ပါရဲ့ဗျာသူရဲ့ကောင်တာမှာဆိုလို့ရှိရင်ဘာကြီးပြတ်တက်ထားလဲဆိုတော့အင်ဗာတာလေးပြတ်တက်တာတွေ့ရတယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့အဲ320 AH တွေရှိမယ်280တွေရှိမယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့အဲ200 AH တွေပေါ့နော်ဘက်တရီဆိုလို့ရှိရင်အရှိမအဲ့လိုခင်းပြထားတာတွေ့ရတယ်အတွင်ထဲမှာဆိုလို့ရှိရင် तू ကတခါလဲဆက်လက်ဆင်ပြထားတယ်ဒီအတွဲဆက်အတိုင်းပဲကိုယ့်ရဲ့အိမ်မှာတခါလဲဆင်ထားတဲ့ပုံစံမျိုးဖြစ်အောင် set up လို့တခါလဲဆင်ပေးထားတာကိုတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်7.5 kW inverter နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ်တော့280 AH ဘက်ထရီ setup ကိုလည်းတခါလဲဆင်ပြထားတာတွေ့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်12 kW ကိုအဲ 320Ah နဲ့ setup ဆင်ပြထားတာကိုလည်းတွေ့ရတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင် hybrid အတွက်ကို RAM မလိုဘဲနဲ့ setup လုပ်လို့ရမယ့် battery လေးဒီဘက်မှာဆိုလို့ရှိရင် RAM နဲ့ဆင်ထားတဲ့ hybrid battery အထိကိုလည်းဆင်ပြထားတာကိုတွေ့ရတယ်ပေါ့နော်ဟိုဘက်မှာနောက်တစ်ရှိသေးတယ်ထပ်ကြည့်ရအောင် ဆိုလာနဲ့ပတ်သက်လာရင်လည်း GCI ရဲ့900ဝက်ဆိုလာပန်နယ်ယူလည်းပြသထားတာတွေ့ရမယ်။အဲဇီဆိုလာပန်နယ်ဆိုလို့ရှိရင်တော်တော်လေး efficiency ဖြစ်တဲ့ဆိုလာပန်နယ်လို့ပြောလို့ရတယ်။ဒီကောင်လေးကတော့ anti beneficial လေးကိုပြသထားတာဖြစ်တယ်ပေါ့နော်။ဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော် UR Next Home ဆိုတဲ့ setup လေးရှိတယ်ပေါ့နော်။အဲ့လေးတစ်ချက်ကြည့်အောင် ကဲဒါလေးကတော့အိမ်တအိမ်မှာအသုံးပြုရမယ့် setup ကို demonstration လုပ်ပြထားဖြစ်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော် solar နဲ့ inverter လည်းရောက်မယ်ပြီးလို့ရှိရင် inverter ကနေ AC panel လည်းရောက်မယ်ပြီးလို့ရှိရင် grip ကနေလို့ရှိရင်လည်း AC panel လည်းရောက်မယ်ပြီးရနေမှာအကြောင်း AC panel ကနေမှာထွက်တဲ့ power ကိုအကုန်လုံးကိုကျွန်တော်ဒီပြန်ပြီးအသုံးပြုရတဲ့ပုံစံမျိုးနဲ့အိမ်တအိမ်မှာအသုံးပြုရတဲ့ပုံစံကို demonstration လုပ်ပြထားပဲဖြစ်ပါတယ်ဗျာဟိုဘက်ဆက်ကြည့်အောင် ဒါလေးကတော့ power x ကကောင်တာလေးပေါ့နော် power x မှာဆိုလို့ရှိရင်ကျွန်တော် inverter ဆိုလို့ရှိရင်လဲ low voltage ရော high voltage တွေရော high voltage ဆိုလို့ရှိရင်ကျွန်တော် CNI ရဲ့ ESS setup တွေရှိမယ်ဒါအပြင်ကိုသူ့မှာကထူးခြားတာကဘာလဲဆိုတော့ power station တွေရှိတယ်တစ်ချက်ကြည့်အောင် power station မှာဆိုလို့ရှိရင်ဘာရှိမလဲဆိုတော့250ရှိမယ်900ရှိမယ်900 plug ရှိမယ်ပြီးလို့ရှိရင်1000ရှိမယ်1500ရှိမယ်1500 plug ရှိမယ်ပြီးလို့ရှိရင်ဟိုမှာ3000ပေါ့နော်အဲ့ဒီကို power station ဆိုလို့ရှိရင်လဲဝက်မျိုးစုံရရှိနိုင်မှာဖြစ်ပါတယ်ကြာ ပါဝါ S မှာဝယ်ယူမယ်ဆိုလို့ရှိရင်ဘာပဲဝယ်ဝယ်10%ကွန်ပွန်ရရှိနိုင်မယ့် discount တွေလည်းရှိပါသေးတယ်။ကဲဒါပါဝါ S မှာပြသထားတဲ့ cabinet ပေါ့နော်။ဒီ cabinet ထဲမှာဆိုလို့ရှိရင် battery က100 kW ရှိမယ်။ inverter က50 kW ရှိမယ်ပေါ့နော်။ဒါအပြင်ကိုဒီ cabinet ထဲမှာဆိုလို့ရှိရင်ကျွန်တော် air cooling system တွေပါမယ်။အပေါ်မှာဆိုလို့ရှိရင် waterproof ဖြစ်စေမယ့်အမိုးလေးပါမယ်ပေါ့နော်။အဲ့အမိုးပေါ်မှာ solar ပါထပ်တင်လို့ရသေးတယ်ပေါ့နော်။အဲဒါလေးကတော့ပါဝါ S ရဲ့ cabinet setup လေးပဲဖြစ်ပါတယ်။ ဒီပွဲထဲမှာဆိုလို့ရှိရင်ထူးထူးခြားခြား EV ကားနှစ်စီးကိုလည်းပြသထားတာတွေ့ရမယ်။တစ်ဖက်မှာတွေ့ရမှာကတော့ Natta X ပေါ့နော်။ Natta X ကိုမှ standard grade ဖြစ်မယ်။ဒီကောင်လေးကကျတော့ဈေးတော်တော်လေးတန်တယ်။ဘယ်လောက်လဲဆိုတော့1150ပေါ့နော်။ 1150မှာဘာတွေပါသွားမလဲဆိုကားလည်းပါမယ်ကာညာနာလည်းပါမယ်ဝင်ငွေကွန်လည်းပါမယ်7 kW charger လည်းပါမယ် window fan ထိကိုပေးသွားမယ်လို့သိရတယ်ဒီဈေးလေးကတော့တော်တော်လေးတန်တယ်ပေါ့နော်ဒါအပြင်ကိုဒီဘက်မှာဆိုလို့ရှိရင် Redra RD6 ကိုမှ Econ Grade ပေါ့နော် Econ Grade ပါဆိုလို့ရှိရင်လင်းမျိုးတိရှိမယ်1000အောက်ကနေရရှိနိုင်မယ်ကားကနေမှာ 4W ပေါ့နော် 2W 1000အောက်ကနေမှာ 4W 1550ဒီ grade လေးမျိုးလည်းရရှိနိုင်မှာဖြစ်ပါတယ်ဗျာအတက်ပတ်တိအနေနဲ့ဘာတွေရှိမလဲဆိုတော့အယုတ်ကောက်မလားဟာ ဖော်ဘက်မှာနောက်ထပ်ရှိသေးတယ်။သွားကြည့်ရအောင်။နောက်ပြီးရင်သဲအိတ်လည်းပြလို့ရတယ်။သဲအိတ်ကိုဒီအပေါက်တွေထဲပြစ်မလား။ကိုစီသွေးကိုပြစ်မလား။ကြိုက်တာရွေးလို့ရရယ်နော်။စားရနော်။ coffee ကြိုက်သူများအတွက်ကိုလည်း district ရဲ့ coffee counter လေးလည်းရှိပါသေးတယ်ဗျာ။အကိုကြီး coffee လေးတစ်ခွက်လား။ photo booth အတွက်ကိုဆိုလို့ရှိရင်လည်းတေချာလေးပြင်ဆင်ပေးထားတာကိုတွေ့ရတယ်။ဒီပွဲလေးကိုတော့မြန်မာ plaza ရဲ့ promotion area မှာ September 26 29 28သုံးရက်တန်တန်ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက်ဆဲဝင်စားသူများအနေနဲ့လာရောက်လေ့လာနိုင်ဖို့အတွက်ကိုလည်းကျွန်တော်ဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါတော့ကျွန်တော် just right ကထချုံးပါ